Good day to my fellow students. My name is Mudujo. I'm here to discuss the topic of Unit 9 Grammar Part 2 verbs followed by a noun group and two infinitive. Part 2မှာကျတော့ Part 1နဲ့မတူတော့တာကဘာလဲဆိုလို့ရှိရင်ခုနက verb တွေပဲအနောက်ကနေတဲ့ noun group ပဲလိုက်မယ်သို့တော့ infinitive လိုက်တာချင်းအတူတူသေးတယ်မတူတော့တာကဘာလဲဆိုတော့ဘဲ infinitive နဲ့ to infinitive ပေါ့လေရှေ့မှာတော့ဘဲ infinitive ဆိုတော့ to မပါတဲ့တလုံးနဲ့ပဲသုံးတဲ့ infinitive ပေါ့အခုဒီမှာကြတော့ဆရာတို့ကဘဲဟာတွေပြောင်းသုံးပါလဲဆိုလို့ရှိရင် to infinitive တွေပြောင်းပြီးတော့သုံးတော့မှာဖြစ်တယ်ဆိုတဲ့အခါကျတော့ဘလို့အခြေအနေမှာဘဲ infinitive သုံးလဲဆရာပြောပြပြီး case နဲ့ကုတပြိုင်နဲ့ဖြစ်တဲ့အချိန် second case ကိုအရင်ရေးတယ် first case ကိုနောက်မှရေးတယ် အဲ့ဒီနောက်မှရေးတဲ့ first case ကိုရေးတဲ့အခါကြလို့ရှင်ရင်ဆရာတို့ကဘယ် infinitive ကိုသုံးတာ two infinitive ကြတော့တော့ဒီမှာရှင်းပြရပါ some verbs are followed by a noun group and two infinitive for တချို့ဟာတွေကြတော့ two infinitive နဲ့ပဲသုံးတာ ਈ လည်းရှိတယ်ဆိုတော့ဒီမှာဘလို့ဟာတွေကို two infinitive နဲ့သုံးလဲဆိုဆိုနမူနာကိုကြည့်လိုက် any asked the family to leave the room any ကမိသားစုကိုအခန်းထဲကနေ ထွက်သွားပေးဖို့တောင်းဆိုတယ်ဆိုတော့ဘာကွာသွားလဲဆိုတော့ရှင်ဖို့ဆိုတာလေးကွာသွားတာထုံးစံတိုင်းပဲ case ကနှစ်ခုရှိတာနော်မိသားစုအခန်းထဲထွက်သွားပေးဖို့အနေနဲ့တောင်းဆိုတာပထမ case ကမိသားစုအခန်းထဲထွက်သွားပေးဖို့အတွက်ဒုတိယ case ကအနေနဲ့တောင်းဆိုတယ် ပုံစံအတူတူပဲမတူရတာအဖို့ဆိုတာလေးကွာသွားတယ်သူ့မှာ ambition ရှိတယ် for for ဘာအတွက် for ဘာအတွက်ဘာအတွက်အဲ့လိုပုံစံမျိုးပေါ့ဘာလို့ဖို့ဘာလို့ဖို့ဆိုတဲ့ ambition ရှိတယ်အဲ့လိုဟာမျိုးကြတော့ဆရာတို့က ambition ပါလာပြီနော်သူ့ရဲ့ရွယ်ချက်ပါလာပြီတောင်းဆိုတာဘာအတွက်တောင်းဆိုတာလဲခန်းနဲ့ထွက်သွားပြီဖို့တောင်းဆိုတယ်ဆိုတော့အဲ့ဒီဖို့ဆိုတာလေးပါလာပြီဖြစ်တဲ့အခါမှာဆရာတို့ကတူကိုထည့်သုံးမှာကိုရအောင်မယ် the careless allowed Helen to take food from other people's plate. ကဲလာမိသားစုက Helen ကိုခွင့်ပြုထားတယ်။ဘာခွင့်ပြုထားတာလဲ? to take food from other people's plate. တခြားလူတွေရဲ့ပကံကအစားအစာကိုယူဖို့တော့ခွင့်ပြုထားတာ။တခြားလူတွေရဲ့ပကံနဲ့အစားအစာကို Helen ကယူတယ်။ဒါကိုကဲလာမိသားစုကခွင့်ပြုထားတယ်။ first case second case ကအရင်ပုံစံနဲ့မတူတော့တာပါလဲဆိုလို့ရှင်အဲ့ဒီ phone ဆိုတာလေးက မတူပေါ်တာပဲ I helped an old man to cross the street အတကြီးကြီးအဖိုးကြီးတယောက်ကိုလမ်းဖြတ်ကူဖို့ကူညီတယ်အဲ့ဒီမှာတတိထားမဲ့ verb တစ်ခုရှိတာက help ပဲ help ဆိုတဲ့ verb တွေ can be followed by a bare infinitive or two infinitive အဲ့တော့အင်္ဂလိပ်စာမှာချွင်းချက်လေးနဲ့တတိထားမှာကဖို့ဆိုတာပါပေမဲ့လို့ help the bare infinitive လောက်ဖြစ်နိုင်တယ် to infinitive လေးဖြစ်နိုင်တယ် so can you help me carry this box can you help me to carry this box ခြိုက်တယ်လို့သုံးလို့ရတယ်နှစ်ခုလုံးမှန်တယ်ဆိုတော့တခုခြွင်ချက်ထားမှာ help the ဖို့ဆိုတာပါရင်တောင်မှဘယ် infinitive နဲ့သုံးလဲမှန်တယ်ဆိုတာလေးတခုခြွင်ချက်နေနဲ့မှတ်ထားပေးဒါတခုရှိမယ်ဆက်ဆက် exercise လေးလုပ်ကြည့်အောင် match the two halves of each sentences match the two halves of each sentences a sentence နှစ်ပိုင်းပိုင်းနာတွေပေါ့လေ Sanders Day ကို case နှစ်ခုခွဲပြီးတော့ Sanders Day ပေးထားတာကိုဆရာတို့ကတင့်လျော်ရစီလျော်ရပြန်ပြီးတော့တွဲပြရမှာမချင်တွဲရမဲ့သဘောပါပဲ so number 1မှာဆို the doctor told the patient ဆရာဝန်ကလူနာကိုပြောတယ်ဘာပြောမှာလဲ to take a rest for about 2 weeks နှစ်ပတ်လောက်နားဖို့ပြောမှာပေါ့ so တော့ကျွန်တော်နှစ်ပတ်လောက်နားဖို့ဖြစ်တော့ကြောင်းဘယ်လို to ပါလာပြီပေါ့ the flight attendant warned all passengers လေမဲက ပက်ဆန်ဂျာတွေအားလုံးကိုတတိပေးတယ်။ to fasten their seat belts ခပတ်ကြက်ကြက်ပတ်ထားဖို့ခပတ်ကိုရော့တိရော့ရဲမပတ်ထားဘဲနဲ့ခပတ်ကိုတေးချပတ်ထားဖို့တတိပေးတယ်။ဖို့ to shin the captain order his man ကပတိန်ကသူ့ရဲ့လူတွေကိုအမိန်ပေးတယ်။ဘလို့အမိန်ပေးလဲ too much through the jungle quickly တော်တွေကိုမြန်မြန်ဖြတ်ပြီးတော့ခြိတက်ဖို့တော့အမိန်ပေးတယ်။ we must train our students ငါတို့ကျောင်းသားတွေကိုလေ့ကျင့်ပေးရမယ်။ to become good citizen နိုင်ငံသားကောင်းနေဖြစ်လာဖို့လိုချင်ပြရမှာပေါ့ His lawyer advised him သူရရှိနေကသူ့ကိုအကြံဉာဏ်ပေးတယ် to write a will before he died သူမသိခင်တည်တန်းစာရေးခဲ့ဖို့အကြံပေးတယ်ဆိုတော့ရည်ရွယ်ချက်ပါတယ်အဲ့လိုရည်ရွယ်ချက်ကိုပြတယ် for ဆိုတာလေးပါနေတဲ့ခါမှာ to ဆိုတာလေးကိုထည့်ပြီးတော့တောင်းရမယ်မပိုင်ထည့်စရာမလိုဘူးတခုတည်းထားမှာက help ဒီရည်ရွယ်ချက်ပါနေတာတော့မှသူတုံးလိုက်ရတယ်မတုံးလိုက်ရဘူးဒါတခုတည်ထား အဲ့ဒါသိထားပြီဆိုလို့ရှိရင်ဆရာတို့ကသူထည့်ရမလားမထည့်ရမလားဒီမှာ option လေးတွေရှိတယ်။ဒါလေးတွေဆရာတို့အတူတူရွေးကြည့်အောင်။အာ family doctor ငါတို့မိသားစုဆရာဝန်က advisors ငါတို့အကြံဉာဏ်ပေးတယ်။ avoid to avoid eating fast food and sweets. fast food တွေရဲ့အချိုတွေရဲ့စားခြင်းကိုရှောင်ရှားဖို့ to avoid ပေါ့။ 2. center remind theory စန္ဒာက theory ကိုတတိပေးတယ်။ ဘိုင်လာထူပိုင်းဖြစ်လာဆယ်လို့မသိသေးဘူး sunflowers for the teacher ဆရာမအတွက်ပန်းဝဲဖို့ to buy my mom told me အမေကအားကိုပြောတယ် keep him like to keep him myself with you in touch နော်အဆက်အသွယ်မပြတ် she put to keep in touch ပေါ့ရှင်း so i call her every sunday အတော့လင်းတွင်နေတိုင်းမှာအမေကိုဖုန်းခေါ်တယ်ဒီမှာဆွေတာပြောင်းပြန်ရေးတာ နော်ကြောင်းရံရေးထားတဲ့အတွက်ကြောင့်မလို့ဒါ first case ဆာရှေ့ရောက်နေ Please have the waiter waiter ကိုထားပေးပါ bring to bring more bread ဆိုပမောက်ယူလာဖို့ဆိုတော့ to bring မှာဖြစ်သွားမှာပေါ့5 this restaurant less customer ဒီစားသောက်ဆိုင် customer တွေခွင့်ပြုတယ် credit card to bill the bill ဘယ်ကိုရှင်းမှုတဲ့ credit card တွေကို pay ုံးတယ်ဆိုတော့ဖို့မပါတော့ဘူး credit card pay တုံးတယ်နော်ဆိုတော့ကြောင်လို့ use credit cards to pay the bill socially ပဲ the boss asked me walk to work at the weekend weekend မှာလောလောဖို့ဆိုတော့ to walk ပေါ့ we should get maya help ကခုနဆရာပဲပြီးသူပါလဲရတယ်မပါလဲရတယ်ဆိုတော့စိုက်တာဖြေ number 8 i noticed a young boy break to break all the kitchen window မိဖို့ကြောင့်ပရင်ပေါက်တွေကိုခွဲနေဖို့မဟုတ်တော့ဘူးခွဲနေတာကိုတွေ့တယ်ပဲဆိုတော့ဖို့ဆိုတာမပါဘူးတချို့မျိုး break ပဲ we can't expect robots ဆက်ရုပ်တွေကလည်းမျှော်လင့်လို့မရဘူး as smart as human being လူသားတွေလောက်ညံကောင်းဖို့ဆိုတော့ to be ပေါ့ i was shocked to see a such celebrity ဒါလိုမျိုးနာမည်ကြီးတဲ့လူတစ်ယောက်ကို behavior မှာ to behavior မှာမသိသေးဘူး so badly in public လူရှိသူရှိမှာကိုကျင့်တရားမကောင်းတာ ဆိုတော့ post ဆိုတာမပါတော့ behave so badly in public ဒီလိုပဲဖြစ်သွားမယ်ပြီးသွားလို့ရှင်နောက်ဆုံးတစ်ခုနောက်ဆုံးတစ်ခုကတော့ write 5 sentences about what your parents will let make allow us go on and encourage you to do အကိုရဲ့မိဘတွေကကိုယ့်ကိုခွင့်ပြုတာရယ်လောက်ခိုင်းတာရယ်ပြီးတော့ allow ဆိုတာပေးလောက်တာရယ်တောင်းဆိုတာရယ်တတိပေးတာရယ် encourage အားပေးတာရယ် အဲတခုချင်းစီပေါ့လေကွန်ပျူတာဆိုလဲကွန်ပျူတာ၅ခုခိုင်းတာဆိုလဲခိုင်းတာ၅ခုပေးလောက်တာဆိုလဲပေးလောက်တာ၅ခုအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုမျိုး sentence ၅ခုလေးကိုကိုရေးကြည့်ပါဒါလေးရေးကြည့်ပြီးတော့ရှင်တော့ဒီသင်ခန်းစာကိုပို့ပြီးတော့နားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ဒါလို့ဒီမျိုးကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေခွန်းအဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်